အတိုင်းလာနီညာတက်ရောက်မှုကြောင့်လေစီကြောင်းပြောင်းလဲမှုတွေမြန်ဆန်နေပါတယ်။တို့အတွက်ကြောင့်မလို့ကျွန်တော်တို့ခမန်းချက်တွေရလည်းလင့်မြန်စွာပြောင်းလဲမှုတွေရှိနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီကနေ့အထူးထပ်မံပြီးတော့လေ့လာကြမှာဖြစ်ပါတယ်။ဒီကနေ့မနေ့6နာရီဘင်္ဂလားပင်လယ်ထဲမှာဆိုလို့ရှိရင် ERV ကမ်းရိုးတန်းပက်နားမှာ လေပြားနေရရောက်မှုတကူ စတင်ဖြစ်ပေါ်လာတာကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ထို့အတူပဲမုတ်တုံလေးစီးချောင်းဟာတနာယူမိုင်40အထိမြင့်လာတာတွေ့ရမှာဖြစ်ပါတယ်။ကျွန်တော်တို့ခမန်းဆက်တင်တဲ့အချိန်ကြည့်တဲ့အခါမှာဆိုရင်နေ့လယ်7:00နာရီချိန်မှာပုံမိုးပြင်းထန်လာတဲ့လေစီးချောင်းဖြစ်လာပြီးတော့မုတ်တုံလေးဟာမြန်မာပြည်အောက်ပိုင်းနဲ့ဖြတ်ပြီးတော့အင်မတန်မှပူတဲ့အိန္ဒိယနိုင်ငံမြောက်ပိုင်းကို က်ပြီးတော့တိုက်ခတ်တာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ညနေ6နာရီရောက်တဲ့အခါမှာတော့လီဗီးယားနဲ့ရာရောင်းဟာမြမကန်ယူရန်ပင်လယ်ဘက်ကိုပုံမိုပြီးတော့မိကသွားနိုင်တယ်လို့ကျွန်တော်တို့ခန့်မှန်းတွက်ဆလို့ရပါတယ်။29ရက်နေ့မနေ့အစောကြီးရောက်တဲ့အခါမှာတော့ဒီလီဗီးယားနဲ့ရာရောင်းဒေသလေးဟာမြမပြည်ကန်ယူတန်ရန်ကုန်တိုင်းအောက်ဖက်ကို ရောက်သွားတာကို ကျွန်တော်တို့ခမန်းတွေ့ရှိရတဲ့